အစုံလာပြည့်ဗုဒ္ဓနေပဲဖြစ်ပါတယ်ကစုံလာပြည့်နေမှာဘုရားလောင်းတော်သူမိတာရှင်ရဲ့တေဟာဤဗဒကဘာရဲ့လေးစုမြောက်ဖြစ်တဲ့ဂေါရမအမည်နဲ့ဘုရားဆင်စေအင်ကံဖြစ်လိမ့်မယ်လို့ဒီပင်ကရာမြတ်စွာဘုရားထံမှာနိယတ္တဗျာဒိတ်ကိုခံယူခဲ့ပါတယ်မြမတက္ကရေ68ခုနဲ့ကစုံလာပြည့်နေမှာဂေါရမမြတ်စွာဘုရားအလောင်းတော်တိတ်တတမင်းသားကိုဖွားမြင်တော်မူခဲ့ပါတယ်မဟာတက္ကရေ103ခုနဲ့ကစုံလာပြည့်နေအာယုံတက်ချိန်မှာတော့ဂေါရမဘုရားအလောင်းတော်ဟာသဗ္ဗညုတရွှေညံတော်ကိုရရှိပြီးဘုရားအဖြစ်ကိုရောက်ရှိတော်မူခဲ့ပါတယ် မဟာတက္ကရာ148ခုကဆုံလာပြင်းနေမှာတော့မန္လာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်မှာဖျားရှင်ပြိဋိဘံဆောင်ဝင်တော်မူခဲ့ပါတယ်။ဗျာဖွားပွင့်ဆန်းဤလေးတန်ကဆုံလာပြည့်ဗုဒ္ဓနေပဲဖြစ်ပါတယ်။ကဆုံလာပြင်းနေမှာဖျားလောင်းတော်သူမိတာရှင်ရဲ့တေဟာဤဗဒကဘာရဲ့လေးစုမြောက်ဖြစ်တဲ့ဂေါရမအမည်နဲ့ဖျားဆင်စေအင်ကန်ဖြစ်လိမ့်မယ်လို့ဒီပင်ကရာမြတ်စွာဘုရားထံမှာနိယတဗျာဒိတ်ကိုခံယူခဲ့ပါတယ်။ မြမတက္ကရာ68ခုနှစ်ကဆုံလာပြင်းနေမှာဂေါရမမြတ်စွာဘုရားအလောင်းတော်တိဋ္ဌတမင်းသားကိုဖွားမြင်တော်မူခဲ့ပါတယ်။မဟာတက္ကရာ103ခုနှစ်ကဆုံလာပြင်းနေအာယုံတက်ချိန်မှာတော့ဂေါရမဘုရားအလောင်းတော်ဟာတပ်ပြညုတရွှေညံတော်ကိုရရှိပြီးဘုရားအဖြစ်ကိုရောက်ရှိတော်မူခဲ့ပါတယ်။မဟာတက္ကရာ148ခုကဆုံလာပြင်းနေမှာတော့မန္လာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်မှာဘုရားရှင်ပြိဋိနိဗ္ဗာန်ဆံဝင်တော်မူခဲ့ပါတယ်။ဗျာဖွားပွင့်ဆန်းဤလေးတဲ့